ညဇောဘုရားရှင်ကိုတော်မြတ်ကိုသိကြည်ညိုလေးစားတမုထားပြီးတော့ပူဇော်မြတ်နိုးကြတယ်။ဘုဒ္ဓနာဘုရားဘာသာဝင်သူတော်စင်ဒါရကမတဲ့အနေနဲ့ဘုဒ္ဓတာပြန်မှတ်သားထားတဲ့ဘုရားဝင်လာဘုရားရှင်ကိုတော်မြတ်ရဲ့နေဒူးနေမြအခါတော်နေ့ခုနှစ်မျိုးရှိအရာဝါဇုလာပြီးနေ့တွေနဲ့ကဆုံလာပြီးနေ့တော့လွယ်လွယ်မဲ့ရင်တော့ရတော့ပေါ့လေ နံပါတ်1ကပရိသန္တေယူတော်နေတဲ့ဥဇဏောမြတ်စွာဘုရားအလောင်းတော်ဟာသူတိတာနတ်ပြည်တိတကိတုနတ်သားဘဝကနေပြီးတော့မဟာတက်ကြဲ69ခုဝါစုလပြည့်တာတာပရိနိမာမေဝါနဲ့ကိုဝင်ပြီးတော့ပရိသန္တေယူတယ်တချို့ပစည်းပုံတွေမြင်ဖို့လိမ့်မယ်စင်ဖြူအိမ်မက်မတ်တယ်စင်ဖြူလေးတကောင်မေရောဝန်တဲ့ကိုဝင်လာတယ်လို့အိမ်မက်မြင်မှတ်တယ်ဆိုတာပရိသန္တေယူတာကိုပြတယ် အဲ့ဒီကနေပြီးတော့ကုလလွယ်ဆဲလာမြောက်မဟာနဂရရဲ့68ခုကဆုံလာပြီးတောက်ကြနေမှာမေတော်ကြီးကသူ့ရဲ့မွေးရဲ့ဇာတိဖြစ်တဲ့ဒေဝဒါအပြီကိုအတော်အားကပိလောမိနဒေဝဒါအပြီရဲ့ဇာလုံးပဏီအင်ဂျင်ဥယျာဉ်မှာပွားမြင်တော်မူတယ်တဲ့ဒါလည်းကဆုံလာပြီး နံပါတ်3ကအဲဒီကနေပြီးတော့ဘုရားအလောင်းတော်ဟာမာတကရ90နဲ့ခုနခုနဲ့မာတကရ90နဲ့ခုနခုနဲ့ဝါဇူလပြည့်တင်းလာနေ့ညတကောင်းရအချိန်မှာ သာတော်လေရာဟုလာဖွားမြင်တော်မူတဲ့နေ့မှာပဲနမကြီး၄ပါးကိုမြင်ထားတဲ့ဘုရားအလောင်းတော်ကအပြည့်အထံတန်ဝေကဖြစ်တဲ့အတွက်ကြောင့်အဲဒီတန်ဝေကဉာဏ်ကိုညတကောင်းရဲ့အချင်းစစ်လို့ကိုလို့အိပ်ပျော်နေကြတဲ့မောမမိတ်တံအချွေရနေကိုကြည်ပြီးတော့သူနေတဲ့တိုက်ခန်းကြီးကိုတုတ်တံသင်းချမ်းရလာအောင်ပဲတန်ဝေကဉာဏ်တွေပွားပွားဖြစ်ပြီးလုံးဝနေလို့စိတ်မရှိတော့ဘဲနဲ့တကားကောင်မှာအဆောင်ရှိနေတဲ့သာဏအမတ်ကိုနှိုး ပါရမီပြည့်ပဲကဏကမြင်းကို ပြင်ခိုင်းပြီးတော့သားတော်လေးကိုသွားပြီးတော့အိယာမိဖုရားရဲ့အိယာညောင်ဆောင်အိယာတိုက်ခန်းကိုသွားပြီးတော့ကြည့်ပြီးတော့ကြည့်အောင်ပဲကြည့်ပြီးတော့တောထွက်တော့မူခဲ့တဲ့နေ့ဟာမာတကရေ90ခုနှစ်ခုဝါဆိုလာပြည့်တနင်္လာနေ့တတ်တော်အားဖြင့်ငယ်ရွယ်နှုတ်နယ်တဲ့29နှစ်အရွယ်မှာတောထွက်တော်မူခဲ့တယ်အဲဒီကနေပြီးဘုရားရှင်ကိုယ်တော် ဘုရားအနောင်တော်ဟာနံပါတ်၄ခုမြောက်ဖြစ်တဲ့မဟာတက္ကရတရား၃ခုကဆုံလက်ဖြင့်ကဆုံလက်ဖြင့်တတ်တော်35နော်မဟာတက္ကရတရား၃ကဆုံလက်ဖြင့်ဘုရားဟုနေမှာဘုရားအဖြစ်ကိုရောက်တော်မူတယ်တောထွက်လာပြီးတော့6နှစ် ဒုက္ခရစရိယကျင့်သုံးတော်မူတဲ့69အားတောထွက်လာပြီတော့နော်မာသကရ69ခုနှစ်တတ်တော်29နှစ်ကတောထွက်လာအဲဒီကနေပြီးတော့တခါတော့မာသကရ69 98 99တရားတရား1တရား2တရားတော်6နှစ်ဒုက္ခရစရိယကျင့်ပြီးတော့ဘုရားအဖြစ်ကိုရောက်တော်မူတဲ့မာသကရ103ခုပစုံလာပြီးပေါ်တော်မူနေတတ်တော်အဖြစ်35 35ပြည့်ပစုံလာပြည့်နေရဘုရားရှင်ဖွားမြင်တော်မူရတဲ့ပစုံလာပြည့်နေ35နှစ်ပြည့် 36နှစ်မှာပထမတဝါစပြီးတော့ဝါရတဝါရတယ်ကိုဘုရားအဖြစ်နဲ့တဝါအဲ့ဒီကနေပြီးတော့မြတ်စွာဘုရားအဲ့ဒီကဆုံးနာပြည့်ဘောရလူနှစ်မှာဘုရားဖြစ်ပြီးတော့အဲ့ဒီမဟာတက္ကတဲ့တရား3ခုနှစ်မှာပဲကဆုံးလာပြည့်ဘုရားဖြစ်ပြီးတော့တတတတဟာ49ရဲ့ဘောရပြည့်ပတ်ချာလဲမှာစံမြန်းတော်မူပြီးတဲ့နောက် ဣဇဝကိ၅ဥရောရှိရာဣတိပရဏမိဂရောင်တော်ကိုကြွပြီးတော့ဓမ္မစကြာတရားဟောတယ်တဲ့အဲ့ဒါဝါစုလပြည့်အင်္ဂါဝါစုလပြည့်စနေနေ့မဟာတကရတရားတော်ကိုဝါစုလပြည့်စနေနေ့ဖြစ်တယ်အဲ့ဒါ ။အေးအဲ့ဒီကနေစပြီးတော့တရားစီကြီးရိုက်တီးစော်ရွှမ်းပြီးတော့တရဝဝိနည်းတွေကိုချစ်ချွတ်ဆုံးမှ45ပါးတော့ကာလပတ်လုံးနေတော်မူပြီ။မဟာတကရတရား48ခုမဟာတကရတရား3ခုနေကဆုံးလာပြီးမှဘုရားဖြစ်တာနော်။45ပါးသတင်းသုံးနေတတ်တော်80ပြည့်မဟာတကရတရား48ခုကဆုံးလာပြီးအင်္ဂါနေ့မှာ မလာတိုင်းကုသနာယုံပြီးမလာမင်းတို့ရဲ့အင်ဂျင်ဥယျာဉ်မှာနောက်ရက်ကိုဥခေါင်ပြူပြီးတော့မထာတော့အိတ်ရှင်းနဲ့မဟာပရိနိဗ္ဗာန်ညောင်ဆောင်မှာလျောင်းဆက်ပြီးတော့တန်ဃာတော်အစမြတ်တကိုနောက်ဆုံးကြောင်မှာကြဆုံးမှသွန်သင်ပြီးတော့ပရိနိဗ္ဗာန်စံယူတော်မူတယ်။အဲဒါကဆုံးလာပြည့်အင်္ဂါနေ့မဟာတက္ကရတရား48ခုအဲဒါနံပါတ်9 ဘုရားရှင်ဗြဟ္မနိဗ္ဗာန်ဆံပြီးတော့အဲ့ဒီမဟာတက္ကရတရား48ခုနှစ်မှာပဲကဆုံးလာပြည့်နေဗြဟ္မနိဗ္ဗာန်ဆံကဆုံးလာပြည့်ကျော်12ရက်နေတဲ့အဲ့ဒါတနင်္ဂနွေနေ့မှာဘယ်သူတဦးတယောက်မှမီးရှို့စရာမလိုပဲဘုရားရှင်ကိုတော်မြတ်အဋိဌာန်တော်မူခဲ့တဲ့အတွက်ကြောင့်ဘုရားရှင်ပြင့်ကြံနေခဲ့တဲ့ဥတ္တဇရုပ်လတ်တော်ဟာအလိုလိုမီးဟုံဟုံတောက်ပြီးတော့တေဇောတတ်မီလောင်ကျွမ်းပူဇော်လောင်ကျွမ်းတော်မူတယ် ဒါဘုရားရှင်ဘုရမေနေတုနေမြတ်ဒီပေါ့နော်။တန်တေယူရနေမဟာသကရ69ခုဝါစုလာပြေကြာတာပဲနေ။နေ့ဘွားမြတ်တော်မူတဲ့မဟာသကရ68ခုကဆုံလာပြေတောက်ကြနေ။ဒေါတတနေမဟာသကရ69ခုဝါစုလာပြေတနေ့လာနေ။လေးဘုရားပြတော်နေမဟာသကရ103ခုကဆုံလာပြေပို့လို့နေ။ငါဓမ္မစကြာတရားဟောတော်နေမဟာသကရ103ခုဝါစုလာပြေစနေနေ။ 6ပြိဋိဘံစံတော်နှင့်မဟာတက္ကရတ148ကိုပစုံလာပြီးအင်္ဂါနှင့်ခွန်တေဇောဓာတ်လောင်းတော်နှင့်မဟာတက္ကရတ148ကိုပစုံလာပြီးပစုံလာပြီးကြောင့်12ရက်အပြာလေးရှင်းဆရာတော်ကြီးတွေကမှတ်လို့ပြအောင်စုပြီးတော့ရေးထားတယ်။ဝါဇုလာပြီးနေ့ကိုတသက်ပစုံလာပြီးနေ့ကိုတသက်တစ်မျိုးစီစုပြီးပြာဒိတ်ခံဖွာမြင်လစ်ပါလို့ ဖယားဖြစ်နေဘူးစံပြေကဆုံးခါတော်သည်မှတ်ပြီးအမှန်အဆုံးလာပြီးနေ့ကဓာရိခန္ဓာရဲ့နာပြရတော့ဖွားမြင်တာရဲ့ဖယားဖြစ်တာရဲ့သုံးခုပရိနိဗ္ဗာန်ဆန္ဒရဲ့လေးခုရှိတယ်နော်ထူကြတာဟိုးဒီပင်္ဂရာဖယားခြေတော်ရင်းမှာဓာရိခန္ဓာလည်းကဆုံလာပြီလို့ အစဉ်လာမှတ်သားထားတယ်ဗောဒါဆိုင်ဘုရဝင်ကျမ်းတွေဖွင့်ဆိုကြအရာဓာရိခန္ဓာပွားမြင်တာဘုရားဖြစ်တာဗရဏိဘုဆန္ဒလေးကိုတန်တေယူတော်ထွန်းတဲ့ဓမ္မစတကူလယံဝါစုမံပညာသောကဆုံးဆန္ဒမြတ်မှာမိဒတ်နောင်တတ်တော်ကြတဲ့ဗုဒ္ဓဖယားပရိဒန်တွေယူတာတော်ထွက်တာဓမ္မစကြတရားဟောတာ ဒေဒီတော့ကိုနှိမ်နှင်းပြီးတော့ရင်မိဆုံးတကုတ်ပြားတရားပြတဲ့เนาะဓမ္မဆက်နတ်ပြည်ကိုတက်ပြီးတော့မေရောနတ်သားကိုဗိဓမ္မာတရားမဟောခင်ရင်မိဆုံးတကုတ်ပြားတရားပြတဲ့နေ့ရတယ်ဝါဇုလပြည့်နေ့တဲ့ဒါဝါဇုလပြည့်နေ့တန်တေယူတော်ထွဓမ္မဆက်ဓာတရားဟောတကုတ်ပြားဝါဇုလပြည့်ကလည်းလေးကိုဆောက်ကဆုံး၁၂မြတ်မှာမိဒ္ဓလောင်ဓာတ်တော်ကြတဲ့ဗုဒ္ဓဖျား ။ရသုံးလာပြည့်နေ့က၄ခုအများတပြည်သာဖွားပွင့်ဟောဆံတဲ့ဗျာဒိတ်ခံ၄ခု။ဘာသောလာပြည့်နေ့ကတန်တေယူတောထဓမ္မဆက်တကူလျာ၄ခု။ရသုံးလာပြည့်ကျော်၁၂ရက်မှာမိဒတ်လောင်ပြီးတော့တတ်တော်ကြတယ်။ဒေဇောဒမိလောင်တတ်တော်ကြတဲ့။ဗျာလေးနောက်တစ်ခေါက်နားထောင်ကြည့်။ပြာဒိတ်ခံဖွားမြင်လက်ပါလို့ဖျားဖြစ်နေဘူးစံ ပြေကဆုံးခါရောတိမှတ်ပြီအမှန်တန်ဒီယူတော်ထွက်နေဓမ္မဆက်တကိုလယံဝါစုမံပညာဆုတ်ကဆုံးဆန္ဒမြတ်မှာမိဒ္ဒနံဓာတ်တော်ကြတဲ့ဗုဒ္ဓဖျား